ဒီလူတွေအကုန်လုံးကဒါဒီနေ့ဒီလိုလာပြီးတော့ဖူဂျီတောင်မမြင်ရတဲ့လူတွေပေါ့နော်အဲ့တော့အကုန်လုံးကမျောလင်းစောင့်စားပြီးတော့ဒီတောင်ကြီးကိုတိမ်နေကွယ်ပဲ့အချိန်ကိုပဲစောင့်ထိတ်ကလေးကနေပြီးတော့အခုခါတဝက်ထိနည်းနည်းပေါ်လာတယ်ဆိုတော့ဒီလိုဒီမှာဆိုင်နဲ့ဆိုင်ဆိုင်ခိုင်ပြီးတော့နိုင်ဝက်လောက်ထပ်ဆောင်လိုက်ရင်တော့ပေါ်မယ်ထင်တယ်အခုတော့ဒီတော့ကဒါဖူဂျီတောင်နားကမျိုးလေးတစ်မျိုးမှရောက်နေတာပေါ့နော်ဒီဟိုတယ်ကဖူဂျီတောင်ကိုမြင်ရတဲ့လုံးဝဂျပန် vibe အပြည့်နဲ့ luxury hotel ပါပါအဲဒီခန်းကတညကိုဒေါ်လာ900ကျော်ပေးရတယ်အဲ့တော့ ဘာမှအရင်ဆုံးမပြောခင်အခန်းလေးကိုအရင်ရွန်တိုးလုပ်ပြမယ်ဒါသူ့ရဲ့အိတ်ခန်းလေးကဒီမှာအတိုက်ဆုံးနေရာလေးကဒီနေရာပဲလုံးဝဂျပန်အိတ်ရာလေးနဲ့တစ်ခါမှဒီလိုမကြုံဘူးရိုးရာစစ်စစ်နဲ့ပြင်ဆင်ထားပေးတာပေါ့နော်ဒီမှာဒီလိုတစ်လုံးပါတယ်ဒါဆိုလည်းဂျပန်စတိုင်းပီရိုဘောတည်းမှာခေါင်းအုံးတွေမှုရလေးပါရညာရဲ့အကုန်လုံးအပြစ်ပစ္စည်းထည့်ထားပေးတယ်ဒီဘက်ကပီရိုဆိုလို့ရှိရင်လေအဝတ်စားတွေပါအကုန်အပြစ်ထည့်ထားပေးတာလုံးဝဂျပန်အဝတ်စားတွေကီမိုနိုတွေထည့်ထားပေးတယ် ကိုကိုကိုဂျပန်မှာတယောက်ကိုတော့ခံစားသွားရတယ်ဗောနော်နှစ်ယောက်တဲတော့အခါကျတော့နှစ်စုံပဲထည့်ထားပေးတယ်ဗောနော်တယောက်တစ်စုံဝတ်လို့ထင်တာမဟုတ်ဘူးဒီဘီရိုအပြည့်ကိုထည့်ထားပေးတာအော်ကိုအရင်နဲ့ကို size နဲ့ဒီထဲမှာကြိုက်တာကိုအကုန်ရွေးဝတ်လို့ရတယ်ဗောနော်ပုံမှန်၄စုံပါဒီမှာ၄စုံပါတယ်အခလေးပါလာလို့ရှိရင်ဒီမှာခလေးအတွက်တောင်ဝတ်ပေးလို့ရအောင်ထည့်ထားပေးတယ်ဒါယူတော့ဝင်ပေါက်ဗောဝင်ပေါက်ကဝင်လာရင်ဒီမှာဖနှက်စင်လေးရှိတယ်ဒါက toilet ပါ Japan style toilet ကတော့ဒီလိုပါခလုတ်တင်နေပဲစာလေးပဲဖတ်ရပါတယ် ဒီချိုးကအပြင်မှာမရင်နှင်းစိန်တဲ့အချိန်ကြာလို့ရှင်ပူပြီးလှောင်မရအောင်မလားတကားဖွင့်လာလို့ရအောင်ကအပြင်ကလေးအေးအေးနဲ့မရင်နှင်းစိန်ရတာနဲ့ရေလည်မိုက်တယ်ကျွန်တော်ကတခန်းလုံးကဒီနေရာကိုအကြိုက်ဆုံးပဲအခုတော့ရေချိုးကဟလာလေးမှာရေစိန်လို့ပြီးပါပြီဟမလေးရေနွေးနွေးလေးနဲ့အညောင်းပြေလိုက်တာအကြပါရှာလေးဒီကရှိရတယ်တောက်လို့ရတယ်ဝင်ဟုတ်လား ောက်လို့ရတယ်တောက်ပေါ်ရောက်ကြတယ်ဒီမှာလीတောက်ဟုတ်ဘူးဒီ Fuji Mountain ရဲ့လာရေးတယ်ဒီဟုတ်တယ်မင်းမဆောက်တော့ကြည်ပါလားတက် water is drinkable ဟုတ်ဟောတက် water မင်းကဒီတန်းတော့ကြာကြာကြာပိုးသိပါအောင်ဒီမှာလीအဲဒါလေးတောက်မယ်ကြာကြာအဲဆိုမင်းမတို့အခု Fuji တောင်ကလာနေချိန်နဲ့ချိုးလိုက်တာပေါ့ဟုတ်တယ်ဟာဝါစင်ကြလိုက်တာဂျပန်ကြီးရဲ့ဒါအော်လေမိုဒီနဲ့ရောတာလားသူ့ဖလစ်ပါနဲ့ရောတာအာဒါစကေးနဲ့ speech နဲ့ပြောတာကမျိုးတော့ဒီနေ့အော်ဟိုတယ်ကောင်းမယ်ဆိုတာတော့သိရဒါပေမဲ့ဒီလိုပုံစံမျိုးလို့မထင်တော့ဘူးเนาะမထင်တော့အော်ဒါလျှောက်သွားတာတနေ့ကုန်ဒီလိုချိန်ကုန်မှရောက်လာဟုတ်ရောက်လို့ရှိရင်9:00ခိုးနေတယ်ကွာအဲ့ဒီရောက်အောင်ချင်မှာနင်တို့ကဂျင်နာတော့ခုစားမှမိတော့ဟမ်ဘာဂျင်နာလဲဆိုတော့နင်တို့ပြန်มาရဲ့ဂျင်နာလဲပါ breakfast လဲပါဟုတ်အဲ့တော့မှအာထုတ်ထားပြီးတော့မှဂျင်နာရှိရဆိုအသေးတန်ကြီးရအောင်ဟာဂျင်နာလဲเนาะလုံးဝ Japanese တိုင်ပုံမှာသူက fine dining လို့မျိုးကြောက်တာ။ကိုက်ကက်ချီလို့ခေါ်တာ။အဟမ်းသူကအရင်ဆုံး appetizer လေးလာတယ်။အဲ့ appetizer စားပြီးွားတော့မှနောက်တစ်ဟင်းပွဲတစ်ပွဲလာချ sashimi အဲ sashimi လေးရတယ်လေလုံးဝ clean ဖြစ်ပြီးတော့လေလုံးဝ grade A ပေါ့နော်ပြောမယ်ဆိုလို့ရှင် full grade ကိုစားတာ။ဒီမှာလေးရတယ်စောင်းမှာ။ဒီရပြီးနောက်ဆုံးသူအကြိုက်ဆုံးကတော့ beef ကိုကိုယ်တိုင်กินပြီးတော့စားလို့ရအောင်လို့ပေါ့ဒီ Fuji တောင်ကထွက်တဲ့ကြောက်ကြားနဲ့กินပြီးတော့မှစားရတာပေါ့နော်။ အဲပြီးတော့မှအဲ့ဒါပြီးသွားတော့မှထုံးစံတိုင်းပဲဟိုထိုးဝဲအထိတစ်ဆင့်ပြီးတစ်ဆင့်တစ်ဆင့်ပြီးချပါဘွာဒီလို experience လို့တစ်ခါမှမရဘူး private เนาะနှစ်ယောက်တော့အခန်းခန်းထဲမှာတော့တွေ့ရဟာဟုတ်ဟုတ်ကျွန်တော်ကပါအဲ့လိုမျိုးတွေ့ပြန်တော့လေဒီခန်းကိုဒေါ်လာ900ကျော်ပေးရတာကတန်တယ်လို့ခံစားရတာဒီ hotel လေးရောက်ရောက်ကလို့ဆော့အဝါဟွာဒီလားဒီခန်းလေးဖွင့်လဲဖွင့်လိုက်ကောလုံးဝလုံးဝကိုလုံးဝမထင်ထားတဲ့ဟာ hotel ကောင်းတယ်လက်ရှိဆန်တယ်မင်းတော့တိပဲမဲ့ ဒီလိုမျိုးရိုးရာပုံစံမျိုးလို့မထင်ထားဘူးလေအော်မြင်လဲမြင်ရောအဲ့တော့မှဝေါဆိုတော့အရန်ကိုပျော်သွားတာလေပင်မန်းထားသမျှဟာလေအကုန်လုံးမိအကုန်လုံးမိရထားလက်မဲ့မရတာလေလမ်းချောင်းရတာလေအဲခြေထောက်ညမ်းတာလေအသွားရိုင်းနေရာကြီးလေသတိများတော့သတိများတော့ဒီတနေရာလဲနေနေကိုဒီဟိုတယ်တစ်ခုလဲတဲ့နေကိုဒီကြီးစင်တစ်ခုလုံးကတန်သွားတယ်လို့ခံစားရတယ်အဲ့တော့နောက်ဒီလိုမျိုးခီးစင်လာမဲ့လူတွေရှိရဲဆိုလို့ရှိရတယ်အဲကိုက ရက်ရှည်သွားရမယ်ဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတရက်တော့ကောင်းကောင်း experience ကိုယူခြင်းရ Cheers မနက်ကြရင်ဖူဂျီတောင်းစောစောထကြည့်ဖို့အတွက်9နာရီလမ်းပေးထားပါတယ်အဲ့တော့ရာသီဥတုကောင်းပါစေလို့ဆုတောင်းပြီးတော့အိပ်ပါလိမ့်ကိုကတော့9နာရီခွဲပါဖူဂျီတော့မမြင်ရသေးပါဘူးစောင့်စားနေ ဒီနေရာကြီးကနေပေါ်လာဖို့စောင့်ကြာတောင်းပေါ်မှာဟဲမပေါ်တော့ရကြပုံဆွဲပေးမှရအခုရေတို့ရောက်နေတာကဒီဖူကြီးတောင်ကိုမြင်ရတဲ့ရွာလေးပေါ့နော် Ocean No Hat Kai လို့ခေါ်တယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီနေရာလေးအကုန်လုံးကဒါဖူကြီးတောင်ကြီးနဲ့ view နဲ့ဓာတ်ပုံရိုက်ကြတဲ့နေရာရယ်ပေါ့ဒါပေမဲ့ဒီနေ့တွက်ကတော့ဖူကြီးတောင်မရှိဘူးပေါ့လေသူပြင်ခဏသွားတယ်သူပြင်ခဏသွားတယ်ဟုတ်ကွာမိုးရွာလို့မမြင်ရတာကိုလက်ခံနိုင်တယ်နေပြီးပူပြီးတော့နေ ဟူနေဒီမှာနေတာနေပြီးတော့ဒီမှာမမြင်ရဘူးဒီမှာဒီမှာသူရှိရမှာဟူတင်းဝရောက်ကြရဲ့နောက်တစ်ခါထလာတယ်ဒါပေမဲ့ကိုကတော့ပါသေးတယ်တချို့ရေဆိုလို့ရှိရင်နှစ်ခါလာနှစ်ခါလုံးမမြင်ဘူးတချို့ရေနှစ်ခါတချို့ရေနှစ်ခါလာပြီးနှစ်ခါလုံးမမြင်ရတာကြတော့လဲသူကသူကန်ဆိုးသူမောင်ရှင်ကသူဖြစ်နေပြီတောင်ရဲ့ခေါင်းထိတ်လေးပေါ်လာပြီအဲ့ဒီအောက်ကတိန်နေစိုက်ဖြွေးသွားရင်ရပြီဟူး ဖူးဖူးမှုတ်ထုတ်ပေးလိုက်မယ်ယောက်ျာဒီလူတွေအကုန်လုံးကဒါဒီနေ့ဒီကိုလာပြီးတော့ဖူကြီးတောင်မမြင်ရတဲ့လူတွေပေါ့เนาะအဲ့တော့အကုန်လုံးကမျောလင်းစောင့်စားပြီးတော့ဒီတောင်ကြီးကိုတိမ်နေကွယ်ဘက်အခြေကိုပဲစောင့်နေကိုယ်ညောင်ထဲတော့လည်းမဟုတ်ပါဘူးအားရှိပါတယ်ပေါ်လာတော့မယ်သူကထိတ်ကလေးကနေပြီးတော့အခုခါတဝက်ထိနည်းနည်းပေါ်လာတယ်ဆိုတော့ဒီလိုဒီမှာဆိုင်နေဆိုင်ဆိုင်ထိုင်ပြီးတော့နိုင်ဝက်လောက်ထပ်ဆောင်လိုက်ရင်တော့ပေါ်မယ်ထင်တယ်မျောလင်းချက်လေးတိတိလေးကပြန်ပြီးတိမ်ဖုံးသွားပါတယ်တော်ပြီမျောလဲမျောလင်းမနေတော့ဘူး ကိုခီးစဉ်နေကမောက်ကမဖြစ်ကုန်ပါဆိုလို့ယူဒီကနေပြီးတော့တခြားတနေရာပဲဆက်သွားတော့မယ်ဒီမှာကြာသွားလို့ရှိရင်နောက်ကဟာတွေတော်တော်နောက်ကြကုန်ပါနော်ကြာတော့ဘာမှမဖြစ်ဘူးနော်မိမတို့ဖူဂျီတောင်မှမရတယ်ဘာမှမြင်မှုတယ်တပုံနဲ့မှာဒါတော့ဒါတမ်ပေါ်ပေါ့နော်ဒါပေမဲ့ရိုးတမ်ပေမဟုတ်ဘူးဖူဂျီတောင်ကိုမြင်ရတယ်တမ်ပါဆိုတော့တူကလည်းတောင်ငုံထိပ်ပေါ်မှာရှိရအဲဒီကနေပြီးတော့မှတမ်ပါနဲ့အနည်းကြည့်လဲဆိုလို့ရှိရင်ဖူဂျီတောင်အရန်စား က်ပုံရိုင်လို့ကောင်းတဲ့နေရာပေါ့နော်။ဆောင်းနေရာမှာတော့ခီတာမမြင်ရအောင်ဆိုတော့ဒီနေရာမှာရောမြင်ရမလားဆိုညှို့ရင်းရက်ကလေးနဲ့လာရှာတာပါ။ဟောတောင်ပေါ်ထိတက်မှာဆိုတော့တောင်ပေါ်ရမှာအမောမဆုပ်ပါစေနဲ့။ဟုတ်။ကိုဒီကတောင်အောက်ဆွဲမလာတော့ကိုရဲ့တောင်ကုန်တက်လာရပြီ။ဟောမတွေ့ပဲနော်နေပါရဲ့နော်။ကုတီဆန်။အင်းရှိပါလေ။ကချင်နေဘလို့လား။ကျင်းနေမကောင်း။ ။အဲ့တော့ကျွန်တော်ကပြောမယ်ဆိုရင်ဒီနှစ်နေရာသွားစီမှာဖူဂျီတောင်ပြည်စုံသွားပြီလို့ပြောလို့ရတယ်။အခုနောက်ကျောင်းထိပ်ပိုင်းနေရအခုကျောင်းအောက်ပိုင်းနေရ။တစ်ခုတ်ဆက်လိုက်ရင်တော့တစ်ထောင်လုံးပြေသွားပါပြီ။ရှာလဲထွက်။နောက်တစ်ခေါက်ပြန်လာရမယ်နော်မကျင်းတော့။ဘယ်လိုပဲဖြစ်ပါကိုကြီးတောင်မြန်အောင်မှာတော့မဟုတ်ဘောเนาะဒီမှာရှိတဲ့ experience ပေါ့မင်းညာ hotel ဆိုလို့ရှိရင်လည်းမိုက်စာရေးစိမ့်နေပြီးတော့ဒီ culture လေးတွေမြင်ရတယ်အဲဘယ်လိုပဲဖြစ်ဖူဂျီတောင်မမြင်ရပါမယ်လေဒီခေတ်က တန်ဖို့ဖူကြီးတောင်ရှာဖွေခြင်းကတော့မတွေ့ဘူးလို့ပဲသဘောထားလိုက်ပါတော့ဒီပါပဲပြီးဆုံးသွားပါပြီဒီပါပဲပြီးဆုံးသွားပါပြီလက်မှတ်ရလို့ရှိရင်နောက်ထပ်တစ်မြို့သွားပြီးတော့ခီးကြီးဆက်ဆက်ပါအောင်မယ်ကေဘလော့လောက်ပါပဲဒါ